Miss မြန်မာ World 2017နောက်ဆုံးအဆင့်ပြိုင်ပွဲကိုဇွန်လ9ရက်နေ့ညပိုင်းကရန်ကုန်မြို့မင်းသမားလမ်းရှိ MEB မှာပြုလုပ်ကဝင်းနာစုကို အလှမဲ့အီကျော်ခိုင်ကစုခူးရရှိခဲ့တယ်လို့သိရပါဗျ။ Miss မြန်မာ World 2017နောက်ဆုံးအဆင့်ပြိုင်ပွဲမှာအလှမဲ့16ဦးရှင်ပြိုင်ကဝင်းနာစုကို အလှမဲ့အီကျော်ခိုင် First Runner စုကိုဂျာဆန်အိမ်နဲ့ Second Runner စုကိုအလှမဲ့အီနူဝေရိုကရရှိတာဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာ Miss Personality ဆု Miss Healthy ဆု Miss Sakura ဆု Miss Popular at Edward ဆုများချီးမြှင့်ခဲ့ကအဲ့ဒီဆုများကိုအီကျော်ခိုင်ဂျာဆန်အိမ်နဲ့တဲနန္နာဆုနဲ့အီနူဝေတို့ကအသီးသီးစုခူရရှိခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီပြိုင်ပွဲမှာပြိုင်ပွဲဝင် miss များရဲ့အရေးအချင်းများမေကွန်ဆွမ်းရည်များရှောင်းလန်းထက်မှာလမ်းလျှောက်ပုံများပြိုင်ပွဲဝင်များရဲ့စိတ်ထားများစမ်းမာရည်အလှပများနဲ့ပရာဟိတစိတ်ဓာတ်များကိုဒိုင်များကအကဲခတ်ကစုများရွေးချယ်ချင်းမြင်တာဖြစ်တယ်လို့လည်းသိရပါဗျာ မစ်မြန်မာဝေါ်2017ဝင်းနာဆုကိုစုခိုးရရှိခဲ့တဲ့အလမေဤကျော့ခိုင်ကတရုတ်နိုင်ငံမှာကျင်းပပြုလုပ်မဲ့မစ်ဝေါ်2017ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။